ရွေးကောက်ပွဲမဲပေးခွင့်ဆိုတာကဒါ၅နှစ်မှာတရက်ပဲရတဲ့အခွင့်အရေးဆိုတော့ဒီခွင့်အရေးကိုကျွန်တော်တို့ကအသုံးမချဘူးလက်လွတ်ဆုံးချုံခံလိုက်မယ်ဆိုရင်အဲ့တော့နောက်၅နှစ်တာအဲ့ဒီရွေးကောက်ပွဲရလက်ရက်လက်အောင်မှာကျွန်တော်တို့နေရမှာအဲ့တော့ကျွန်တော်တို့ကကိုယ်ရွေးချယ်ခွင့်ဆုံးဖြတ်ခွင့်ကိုကိုကိုယ်တိုင်အသုံးမချဘဲနဲ့ဟလာကြံတဲ့လူတွေပေါ့မဲပေးတဲ့သူတွေကရွေးချယ်လိုက်တဲ့ဆုံးဖြတ်လိုက်တဲ့ကိစ္စကိုကျွန်တော်တို့ကကြိုက်ကြိုက်မကြိုက်ကြိုက်ဒီတိုင်းကျွန်တော်တို့ကလက်ခံမလား ကိုယ့်ရလက်ကိုကိုကိုယ်တိုင်ရွေးချယ်မလားဆိုတာသုံးဖြတ်ရမယ်အရေးကြီးတဲ့အခြေရောက်ပြီလို့ကျွန်တော်ကမြင်ပါတယ်ဒါကြောင့်မလို့ကျွန်တော်ကမဲပေးမှုကိုနိုင်ငံသားတယောက်ရဲ့အခွင့်အရေးပြင်တဲ့ထိထိရောက်ရောက်အသုံးချစေခြင်းလေဆိုတော့ဟိုကျွန်တော်တို့တခါကြတော့ဟိုမဲပေးဖို့တိုက်တွန်းအားပေးတဲ့ဒါနိုင်ငံတကာကျွန်တော်တို့စောင့်ပုတ်တွေပေါ့အဲ့တော့လေ့လာကြည့်တဲ့အခါမှာဟလာကျွန်တော်တို့နိုင်ငံနဲ့ထပ်တူမဟုတ်ပေမဲ့လို့သတိပြုစရာရှိတယ်အဲ့ဒါဘာလဲဆိုတော့ bad politicians are elected by good people who do not vote မဲမပေးတဲ့လူကောင်းသူကောင်းတွေရဲ့ရွေးချယ်မှုကြောင့်နိုင်ငံရေးသမားဆိုးတွေပေါ့အဲ့တော့ကိုယ့်ကိုကိုယ်စားမပြုတ်တဲ့သူတွေကရွေးကောက်ခံဖြစ်သွားတယ်တဲ့ဆိုတော့ဒီစကားကဘာလဲဆိုတော့ तू ကမဲတော့မပေးလိုက်ဘူးဒါပေမဲ့ तू မဲမပေးခြင်းကြောင့်မို့လို့ဒါသူတို့ကြိုက်နှစ်သက်တဲ့သူတို့ယုံကြည်စိတ်ချရတဲ့သူတွေမဟုတ်ဘဲနဲ့အခြားသူတွေကရွေးကောက်တင်မြောက်ခံလိုက်ရတယ်အဲ့တော့အခုပဲကျွန်တော်တို့ကဘာဟိုပြောရရင်တော့ဒီမိုကရေစီဆိုတာကရွေးချယ်ခွင့်ကိုဦးစားပေးရမှာ အခုရွေးချယ်ခွင့်မရှိဘဲနဲ့31ယောက်ကအဲ့ဒါကျွန်တော်တို့ဟိုရုပ်ရှင်ကားနာမည်လို့ပြောရရင်အော်တိုဘရင်ဖြစ်သွားတာပေါ့မဲဆွဲစရာလည်းမလိုဘူးရှင်ပြိုင်စရာလည်းမလိုဘူးကိုယ်စားလှယ်လောင်းတယောက်တည်းရှိတဲ့အတွက်ကြောင့်အဲ့ဒီနေရာဒီမှာရွေးကောက်ပွဲမလုပ်ဘဲနဲ့တွတ်တော်ကိုယ်စားလှယ်ဖြစ်သွားတယ်ဆိုတော့ဒီမိုကရေစီစံနှုန်းရပြောရရင်ဒါပြည်သူတွေဘက်ကနင့်နာဆုံးရှုံးတယ်လို့ကျွန်တော်တို့မြင်တယ်အဲ့တော့တကယ်တော့အဲ့ဒီနေရာဒီမှာတချို့ဆိုရင်ကျွန်တော်တို့ကိုယ်စားလှယ်လောင်းကျွန်တော်တို့ရှိကိုအမြင့်စင်းတင်ပြီးကမှာ ဖျားပေးမှုမျိုးမျိုးကြောင့်မို့လို့ပြန်ရုပ်သိမ်းသွားတော့အဲ့ဒီနေရာတွေမှာတဦးဒီသောကိုယ်စလဲလောင်းကအလိုလျောက်ရွက်ောက်ပွဲမလုပ်ဘဲနဲ့ကုံကြစိတ်မရှိဘဲနဲ့ဘာပြင်မှန်းအားထုတ်မှုမှမရှိဘဲနဲ့ကိုယ်စလဲပြတ်သွားတယ်။ဆိုတော့အခုလည်းပဲကြံတဲ့နေရာတွေမှာကျွန်တော်တို့မဲမပေးဘူးဆိုရင်ကျွန်တော်တို့စန္ဒသဘောထားမပါတဲ့သူတွေကကိုယ်စလဲဖြစ်သွားမယ်။နောက်9နှစ်တာအဲ့ဒီလဲအောင်မှာကျွန်တော်တို့နေရမယ်။ဆိုတော့ဒါကြောင့်မလို့ကျွန်တော်တို့ကဟိုတခါလေကြတော့ online ပေါ်မှာ လှုံ့ဆော်တာတွေနောက်ကိုနားယောင်ရင်အွန်လိုင်းပေါ်မှာလှုံ့ဆော်တာလေးရစက္ကန့်ပိုင်းမိနစ်ပိုင်းလေးပဲတကယ်တကယ်အဲ့ဒီရွက်ောက်ပွဲရလက်ရဲ့လက်အောင်မှာနေရမှာကနောက်ထပ်၅နှစ်အဲ့တော့ပြည်သူတွေဘက်ကကျွန်တော်ကပြောချင်တာကမဲပေးပါဒါကိုယ့်ရဲ့ရောက်ပိုင်ခွင့်ဟိုနောက်ဆုံးကျွန်တော်ကဟိုကျွန်တော်တို့နိုင်ငံရဲ့ရွက်ောက်ပွဲတမိုင်းကိုပြန်ကြည့်ရင်ရွက်ောက်ပွဲတွေကိုနိုင်ကစာနာထုတ်ပေါ်ပွဲတွေဖြစ်တယ်တခါတည်းကျတော့ကျွန်တော်တို့ကဘသူ့ကိုထောက်ခံလို့ရွေးတယ်ဆိုတာတက်ကိုမကြိုက်လို့ စန့်ကျင်ကြောင်းအခြားတစ်ဖက်ကိုမဲပေးတဲ့ရလက်တွေကို90မှာလည်းတွေ့ရတယ်2012မှာလည်းတွေ့ရတယ်2015မှာလည်းတွေ့ရတယ်အဲ့တော့ကျွန်တော်တို့နိုင်ငံရဲ့ရွေးကောက်ပွဲရလက်သမိုင်းကိုပြန်လေ့လာကြည့်ရင်ကျွန်တော်တို့မမွေးခင်လူတီမြဲမဲတန့်ရှင်းဟလာအတီမြဲအနိုင်ရအောင်ဆိုပြီးတော့တစ်ဖက်သက်လှုပ်တာတွေချင်းချောက်တာတွေမတမာမှုတွေလှုပ်တယ်အဲ့ဒီခါကျတော့ပြည်သူကအဲ့ဒါကိုစန့်ကျင်တဲ့အနေနဲ့တန့်ရှင်းကိုမဲပေးတယ်ခက်ရှင်းပြောရင်တန့်ရှင်းကိုထောက်ခံတာတဲ့ကူ မတရားလုပ်မှုကိုစန့်ကျင်တဲ့အနေနဲ့ဆန္ဒလာပြတာအဲ့တော့ကျွန်တော်တို့ဒါသည်ငြိမ်းချမ်းစွာဥပဒေပေါင်းတွေကနေပြီးတော့ဆန္ဒဖော်ထုတ်ခွင့်ရတဲ့အခွင့်အရေးဖြစ်တယ်အဲ့ဒါကိုပြည်သူတွေကထိတိယောက်အသုံးချပါလို့ကျွန်တော်တိုက်တွန်းခြင်းမဲပေးပြီးအောင်ပေးပါကိုယုံကြည်စိတ်ချတဲ့ကိုယ်စားလှယ်ကိုယုံကြည်စိတ်ချတဲ့ပါတီကိုမဲပေးပါအဲ့ဒီနီလန်းနဲ့နောက်၅နှစ်တာကို ိုင်ပိုင်နိုင်နိုင်ကြီးကိုယ့်လက်နဲ့ကိုရွေးချယ်ကြပါလို့ကျွန်တော်တိုက်တွန်းချင်ပါတယ်။ဒီကတော့ပညာရေးငင်းချင်းရေးပေါ့။ပြီးတော့ဥစားစာပေနဲ့ယဉ်ကျေးမှုကိုထိမ့်သိမ်းဖို့။ရှမ်းစာပေနဲ့ရှမ်းယဉ်ကျေးမှုထိမ့်သိမ်းဖို့။ဟုတ်ကဲ့။ဟုတ်ကဲ့။ရှမ်းပြည်ကနေပြီးတော့မန္တလေးတိုင်းကိုရောက်နေတဲ့ဆီရှောင်းတွေအတွက်ကော။ ဘာလို့ပြနိုင်မလဲအဲစဉ်းစားထားပါလေရှင်အများကြီးဟုတ်ကဲ့လုတ်ပေးနိုင်တဲ့အတိုင်းသာတော့လုတ်ပေးဖို့စဉ်းစားထားပါလေအဓိကတော့ဗာလေငင်းချမ်းပါရတဲ့ဥစ္စာကိုအရင်ဆုံးပေါ့နော်အဲအဲပေါ့ငင်းချမ်းတရားဖို့ဆိုတာကျမအနေနဲ့ဟိုကျမနေရာနေပြီးတော့မလုတ်နိုင်ခဲ့ရင်တောင်မှအုတ်တချက်တက်တဲ့ဘွယ်အနေနဲ့ပါဝင်ပြီးတော့လုတ်ရောပေါ့အဲ့အရာပြီးသွားခဲ့ရင်တော့အဝါချိုင်းတာဆန်မြို့နယ်ကဘယ်လိုပြောရမလဲအပေါင်းစီစီတိုင်းရေး ဟုတ်ကုံစီဟုတ်စီဆက်တယ်ကုတရဝဲရေးတွေအဝါပါခရီးသွားပို့ဆောင်ရေးတွေရှိရအတွက်အဲ့ဒီအဥ္စာတွေကိုတတ်နိုင်သမျှကိုစားညာစားရှိသလောက်လှုပ်ဆောင်ပေးမယ်လို့စိတ်ဟိုကလှုပ်ထားပါရဲ့ရှင်ခုလောလောဆယ်မှာပညာရေးကိုပဲအဓိကထားချင်တယ်ပေါ့နော်ဆင်းရဲချမ်းသာမရွေးပညာကိုအဓိကတင်စားခြင်းချင်တယ်ပေါ့နော်ဒီခုပြည်သူပါတီလို့ပြောတဲ့အတိုင်းပြည်သူတွေနဲ့တရားနဲ့ဖြစ်ဖို့အတွက်ကျွန်တော်တို့ပါတီကနေပြင်ဆင်ထားပါတယ်